ဇွန်လ16ရက်နေ့တရားတော်၌အံ့ဖွယ်သော အရာတို့ကိုမြင်နိုင်ပါမည်အကြောင်းကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါဆလံကျမ်းအခန်းကြီး139အခန်းငယ်18တမန်ကျမ်းသာသည်စစ်မှန်သောဖျားသခင်စကားလုံးများဖြစ်သည်ဟုတန်ရရှိသူများအနေဖြင့်မိမိတို့မလုံနိုင်သည့်အရာများသည်ဖျားသခင်လက်ရတော်ဟုမယုံကြည်ခြင်းကြောင့်ဖြစ်ပါသည်။တင်းနေဖြင့်အကယ်၍တမန်ကျမ်းသာနှင့်ပတ်သက်၍မသေးကြပါကပြန်လည်ဆန်းစစ်သင့်ပါသည်။ ဝါရရှလုံးမိုးရီအိုင်နေသည့်ပေါ်အိုင်ထဲတွင်ရှင်သန်နေသူတဦးနေဖြင့်ပင်လယ်ကိုပထမဆုံးမြင်ဘူးသူတစ်ယောက်နှင့်အလားတူနေပါသည်အမှန်စင်စစ်တင်သည့်ပထမဦးဆုံးအကျင့်ဖျားသခင်ဤတူနိုင်မရသည့်စွမ်းအားကိုဖြက်ခနဲမြင်လိုက်ရသကဲ့သို့သူမောဖျားသခင်ကိုမြည်သူဖြစ်ကြောင်းပထမဆုံးအကျင့်နားလည်သောအနေအထားဖြစ်နေပါသည်ဂေရီဖျားသခင်သည်တခင်ယေရှုအတီးပေးသကဲ့သို့တန်ရှင်တော်ဝိညာဉ်တော်ဖြစ်လျင်ဖျားသခင်ယေရှုစောင်းလျှောက်ပုံကို၎င်း လူတို့ဤကိစ္စဝါဝါနှင့်ပတ်သက်သည့်ဘုရားသခင်၏အချုပ်အခြာအာဏာကို၎င်းတမန်ကျမ်းစာကိုရေးသားသူများအပေါ်ဘုရားသခင်၏လုံစွာအားပေးမှုကို၎င်းပြဿနာရှိမည်မဟုတ်ပေဘုရားသခင်ကိုသိရှိနားလည်သူတယောက်နေဖြင့်အဆအဆအရာရာသည် သူ့နေရာနှင့်သူကွက်တီရှိနေပြီကိုနားလည်မည်ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်း။အိုအဖဘုရားသခင် နေ့စဉ်တမန်ကျမ်းစာဖတ်တိုင်းကျွန်တော်မျက်စိပွင့်စေပြီးဘုရားသခင်ရဲ့ထူးခြားသောမေတ္တာတော်ရဲ့ ဂုံဒီတော်တို့ကိုမြင်ခွင့်ပြုစေတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုဂျေဇုအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ